ရှော့ဂေါ်ဒန်ကိုလေးဂိုးတကိုးနဲ့အနိုင်ရပြီးတော့ဖိုင်နယ်ရောက်ဖို့တေချာသလောက်ရှိသွားတဲ့ Chelsea Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုခန့် Easter Football Show နဲ့ Chelsea TV ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့မျှော်လင့်ခဲ့သလိုပဲဒါ Sweden Club အသင်းတစ်သင်းဖြစ်တဲ့ Your Garden ကို Chelsea တင်းက Sweden မြေပါပဲလေးဂိုးတကိုးနဲ့အနိုင်ယူပြီးဖိုင်နယ်တက်ဖို့တေချာသလောက်နီးပါဖြစ်သွားခဲ့ပါပြီ ဒီပွဲရဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်တို့အတူတူလုပ်လိုက်ရအောင်နိုင်တော့နိုင်သွားတယ်ဒါပေမဲ့ပွဲကောင်းတစ်ပွဲတော့မဟုတ်ဘူးချယ်ဆီရဲ့ကစားဘုံကလိုအပ်ချက်တွေအများကြီးရှိနေသေးပဲဖြစ်ပါတယ်ဒါလည်းချယ်ဆီပြိသက်တွေအနေနဲ့ဟိုတိတ်ထူးဆန်းမနေတော့ဘူးပေါ့နော်ကျွန်တော်တို့အတင်ကစားတဲ့ပုံစံကနောက်ပိုင်းပွဲစဉ်တွေမှာအဲ့လိုပြင်းပြင်းတွဲနဲ့အရင်တော့အလိုမျိုးစာလောင်မို့တိတ်မှုအပြည့်နဲ့ကစားသမားတွေရဲ့ခံယူချက်ပိုင်းစိတ်သက်ကွမြူးမှုပိုင်းကိုတိတ်ပြီးမမြင်ရတော့တာတော့ နည်းနည်းစိတ်ပျက်စရာပေါ့နော်အခု Premier League Liverpool နဲ့ပွဲကြရင်တော့ဘလို့လာမလဲမသိဘူး Your Gordon ကပုတ်လင်ပြောရင်တော့တော်တော်ချလို့ဗျကျွန်တော်လည်းပွဲကြည့်သုံးသပ်ချက်မှာပြောပြပါ යි ဘောလုံးအဆင့်တန်းအားဖြင့်နမဲတော်မနေထွက်နေရတဲ့အသင်းတသင်းကိုဟို Chelsea နဲ့ရှင်မယ်ဆိုရင်ဘာမှမဆိုင်ဘူးဒီပွဲမတိုင်ခင်ကလည်း The Transfer Market တော့ကွန်က Conference League Semi Final မှာနေရာအလိုက်တန်ဖိုးအမြင့်ဆုံးကစားသမားတွေကိုဖော်ပြခဲ့ပါတယ် တသင်းမှမပါပါဘူး Chelsea ကစားသမား17ယောက်လုံးပဲပါသွားတာပါပြောချင်တာအဲ့လိုမျိုးကစားသမားတွေရေစွမ်းဆောင်ရေးဘိုင်းရောတန်ဘူးဘိုင်းရောအကုန်လုံးเนาะဘောလုံးအစင်တန်ဘိုင်းရောကွာခြားနေတဲ့အသင်းအသင်းကိုအဝေးကွင်းမှာဂိုးပြတ်နိုင်သွားတာ reset ရချင်းတော့ဟာမိုက်တယ်ကျွန်တော် Chelsea အသင်းအဝေးကွင်းမှာတော့4-1နဲ့တီးသွားတာဗျာเนาะဖွမှုကြည့်ပြောရင်တော့ဟုတ်တာပေါ့ဗျာအဆင်ပြေတယ်လို့ထင်ကောင်းထင်လိမ့်မယ်သို့တော့อืมတကယ်တမ်းဘောလုံးကစားတဲ့အခါမှာတော့ကျွန်တော်တို့ဒီ ဝိနေစမြဲပဲအရင်ထိရောက်မှုမရှိတဲ့ပုံစံမျိုးကိုတွေးခဲ့ရပါတယ်ဒီလိုပွဲစဉ်မျိုးနိုင်တော့နိုင်သွားတယ်ဒါမဲ့အားရစရာမကောင်းဘူးအရင်ပျော်စရာတော့မကောင်းဘူးပေါ့နော်ဒါမဲ့ပျော်စရာကောင်းတာတစ်ခုဟာကျွန်တော်တို့အနီးကပ်ဖိအားပေးနေတဲ့ Nottingham Forest Brentford 2-0နဲ့အိမ်ကွင်းမှာရှုံးသွားတယ်အဲ့တော့ကျွန်တော်ကတော့ Liverpool နဲ့ပွဲစဉ်မှာအားကောင်းမောင်းတဲ့အနေနဲ့ကျွန်တော်အသင်း Liverpool ကိုရင်ဆိုင်ရှင်ပြိုင်တင်တယ်လို့တော့ထင်တယ်ဗျ။ကဲဟုတ်ပြီအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးအနေနဲ့ချင်းကပ်လိုက်ရအောင် ဆိုတော့ကျွန်တော်တို့စော်သွားတဲ့ပုံစံ3 ball 3ပုံစံနဲ့ပဲကစားသွားတာဖြစ်ပါတယ်ဒါအန်ဒူမော်ရက်စ်ကငိုကလေးကချဲစီကိုပုံဖော်နေတဲ့ကစားဟန်ပေါ့ဗျာ3 box 3ဆိုတာဒီမှာနောက်တည်းမှာကျွန်တော်3ယောက်ရှိအလေက box ပုံစံလေးဖြစ်နေတဲ့အတွက်ဒါ3 box လို့ခေါ်လိုက်တာပေါ့နော်ရှေ့ကတော့3ယောက်ပေါ့အဲ့တော့ဒီရှေ့က3ယောက်ဆိုတဲ့နေရာမှာဒါတွေက ် United တို့เนาะ Inter Milan တို့ကစားသွားတဲ့ပုံစံလိုမျိုး wing က wing back တွေမဟုတ်ဘူးတကယ် wing ကအစ်စ်ပုံစံမျိုးတွေဆော့သွားတာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီကွင်းလေကစားသမား၄ယောက်နေရာမှာတယောက်ကပုံတည်ဆော့တာမဟုတ်ပါဘူး in position ရောက်မှပဲအထဲဝင်တာ out of position ရောက်သွားရင်သူကသူ့နေရာသူပြန်ထွက်သွားတာအဲ့တော့ဒီနေ့ပွဲစဉ်မှာ Marco Guerra ကအဲ့နေရာကစားသွားတယ်ပုံမှန်အားဖြင့်ကဒါဒီပုံစံပေါ့နော်ကျွန်တော်ကွင်းလေမှာဒီဒီလိုမျိုးဖြစ်နေလိမ့်မယ်သို့တော့ in position ကျွန်တော်တွေက အများဆုံးရတာလေတပတ်အတင်းကမစိုးတော့မစိုးပါဘူး तू တင်ပလင်းနည်းနည်းလေးတော့ပေါ်တယ်ကစားပုံလေးအဆင်ပြေမယ်ချက်စီလိုအတင်းမျိုးကိုဟိုဂိုးတစ်ခုထားပြီးတော့ဘလူးရည်ရွယ်ချက်မျိုးနဲ့ငါတို့ကစားမယ်ဘလူးပုံစံမျိုးနဲ့ခံဆော့ပြီးကောင်တာအတက်တွေကဘလူးသွားမယ်အဲ့ဒီအဆင့်ထိကိုမရောက်ခဲ့တာဘောလုံးတွေအဲ့လိုပေးပြီးတော့ကစားနေတာပဲရှိတယ်အဲ့သူတို့ရဲ့ဂိုးကတွေ့ကိုမတွေ့ခဲ့ရဘူးပေါ့နော် ဒါတပိုင်းပေါ့ထားပါအဲ့တော့ကျွန်တော်တို့ည imposition များသောဖြင့်ရှိတဲ့အခါကျတော့ Google ရဲ့လာကအထဲထဲဝင်ပြီးတော့ mid fee မှာကျွန်တော် overload လုပ်ထားတဲ့ပုံသဏ္ဍာန်မျိုးနဲ့ကစားသွားခဲ့တယ်။ရှေ့မှာ Tarik George ကိုတည့်ပြီးတော့ကျွန်တော်ဒီဘက်မှာခြုံရင်းရှိမယ်နော်ကျွန်တော်နောက်တစ်ဖက်မှာ Nuni Madueke ရှိမယ်အဲ Josh Achimbon ကတော့ပထမပိုင်းမှာသူ right back တနေရာမှာပဲဒီလို၃ယောက်တန်းဆက်ဆံကစားပုံနဲ့ကစားသွားတယ်ကုကူရလာ DB ကိုရောက်မှသာလျှင်ဒီလိုမျိုးပုံစံမျိုးနဲ့ကျွန်တော် cyber fullback အပြည့်ထွက်ပြီးတော့ကစားသွားတာကိုတွေ့ရပါတယ်ဆိုတော့ဟို viewer ဘိုင်းနဲ့ပတ်သက်ပြီးတော့တိတ်ထူးထူးတူးတော့ပြောစရာမရှိပါဘူး Chelsea ရဲ့ကစားပုံကအခု Premier League မှာကစားနေတဲ့တချို့သောအသင်းတွေရဲ့ပုံသဏ္ဍာန်မျိုးနောက်အခုကမ္ဘာဘောလုံးဇက်ကုံအစီအမံပေါ်မှာအသင်းကြီးတွေကစားနေတဲ့ပုံသဏ္ဍာန်မျိုးပေါ့ imposition out of position မှာပြောင်းလဲပြီးတနေရာမှာ overload လုပ်ပြီးကစားသွားတယ်အဲ့ဒါကိုပြိုင်ဘက်အသင်းကဟိုနားလေကောင်းလဲမယ်တွတ်တော့ရှင်ပြီးတော့ကစားဖို့အတွက်လူစင်းစုဖွဲ့မှုမရှိတာကတော့ဒါက လီတခု sorry ဒီ tournament တခုရဲ့အဆင့်တန်းကိုပေါ်ပြနေတယ်လို့ပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ရသွားတဲ့ဂိုးတွေကိုပြန်ပြီးတော့စမ်းစစ်ကြည့်အောင်။အဲ့တော့ပထမဆုံးဂိုးဆိုရင်ဒါ Anthony Fernandez ရဲ့ကျွမ်းကျင်မှုကြောင့်ရသွားတယ်လို့ပဲပြောရမှာပေါ့။ Anthony Fernandez ဒီ progressive passes လို့ခေါ်တဲ့တိုးတက်ထိရောက်တဲ့ဘောလုံးပေးပို့မှုဘိုင်းတွေအရင်ကောင်းတဲ့ကစားသမား။သူ့အဲ့ဒီတို့ကြောင့်စရောက်လာတဲ့အချိန်ကာလတော့ကျွန်တော်ကနံပါတ်8မှာစော်ခိုင်းစီခြင်းတာ။သို့တော့ အဲ့တော့နံပါတ်6မှာလာမသိဘူးအန်ဆိုဆော့ရတယ်ဗျထပါအဲ့တော့အန်ဆိုဖာနန်ဒက်စ်ရဲ့ဒါပေးပို့မှုကိုဂျေဒန်ဆန်ချိုရသွားတယ်ဒါဆန်ချိုရဲ့ကန်သွင်းချက်ကအရင်တော့မကောင်းဗျအဲ့ဒီတစ်ဖက်အသင်းရဲ့ဒါနောက်ခံကစားသမားဒန်နီယယ်ဆင်လို့ခေါ်တဲ့ကတုံးပေါ့နော်ဒန်နီယယ်ဆင်ဒီနေ့ပေါ်တော်တော်ချတာသူနဲ့ထိပြီးတော့ဂိုးဝင်သွားတယ်တိုးတော့ဂိုးဖြစ်သတ်မှတ်ပေးခဲ့တာဒါကျွန်တော်တို့ဆန်ချိုရဲ့ကန်သွင်းချက်ကိုဂိုးဖြစ်သတ်မှတ်ပေးခဲ့လို့ကျွန်တော်တို့ ပထမဆုံးကိုရသွားတယ်။ဒီကူကအရင်လှကြီးရတော့မဟုတ်ဘောနော်။ကျွန်တော်နောက်ထပ်တကူကတော့ဒါ43မိနစ်မှာရသွားတာဖြစ်ပါတယ်။ Drewsbury Hall ကနေအန်ဆိုပေးလိုက်တယ်။အန်ဆိုကဒီနေ့နှစ်ကူတောင်ဖန်ပြီးသွားတယ်။အန်ဆိုရဲ့နောက်ထပ်ပေးပို့မှုတစ်ခုကိုနိုနီမဒူရဲ့ကအကျဉ်းတောင်ကိုကန်သွင်းယူသွားခဲ့တယ်။ဒီကူနှစ်ကူလုံးကြီးမယ်ဆိုရင်လည်းလွယ်လင်းတကူဒါကျွန်တော်ဒီကူတွေရခဲ့တာပါ။အဲတကူကျွန်တော်အားတာသွားတာဗာလဲဆိုတော့ပထမအိမ်မှာအဲ့တချို့ခြေသွမ်းပြကစားခဲ့တဲ့ကစားသမားတွေကိုလူစားလဲပြီးတော့ ဒုတိယအိမ်မှာအနာပေးနိုင်ခဲ့တယ်လီဗာပူးအတွက်အင်ပြအားပြီးဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ပထမအိမ်မှာအရန်ထိုင်ကုန်းကထိုင်ခဲ့တဲ့ကစားသမားတွေကလည်းဒုတိယပိုင်းရောက်တဲ့အခါမှာကျွန်တော်ပြန်ပြီးတော့ replace လုပ်သွားနိုင်တဲ့အချက်လေးရတော့မစိုးပါဘူးခင်ဗျအဲ့တော့ကျွန်တော်ဒုတိယပိုင်း58မိနစ်ရောက်တဲ့အခါမှာကိုပါမာရဲ့ through pass ပေါ့နော်အရင်တော့လည်းမကောင်းပါဘူးဟိုဒါပေမဲ့ခုနကကျွန်တော်ပြောတဲ့ဒန်နီယယ်ဆင်ကဒုံးနဲ့ကိုသမားနှစ်ယောက်ကြားထဲမှာနားလည်မှုလွဲပြီးတော့ jackson ကကြားထဲရဖြတ်ယူသွားတယ်ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ပဲကန်သွင်းသွားတာအဲ့တော့ကြောင့်ဟိုဘလောက်ထိ ဘောလုံးအဆင့်တန်းနှိမ့်ကျနေတယ်လဲလို့ကျွန်တော်အစိုးရတွေကပြောတာအဲ့ဒါဒန်နီယယ်ဆင်ဆိုရင်ဘော်ဒီခုတလူလူဘာလို့ ਨੇ ဂျက်ဆင်ကိုအဲ့လိုသွားလုပ်နေဘယ်လိုလို့အဆင်ပြေမလဲဂျက်ဆင်ကအခုနောက်ပိုင်းအဲ့လောက်ကောင်းတော့တဲ့ကစားသမားမဟုတ်ဘူးဒါတော့မှတစ်ဖက်အသင်းကကြောင်ပြောင်းနေတာနောက်ကျွန်တော်65မိနစ်မှာ Moses Kaiser ရဲ့ဒါ intercept ကနေဆင် Jackson ထက်ရသွားတယ်အဲ့လုံးကလည်းကျွန်တော်ရှေ့မှာ block မဲ့သူလည်းမရှိဘူး Jackson ရဲ့ space ကြီးကအရန်ကောင်းတဲ့နေရာကြီးမှာရတဲ့အတွက်ကြောင့်ကန်ချက်တိတ်မကောင်းဆိုရင်ပဲ ဂိုးတကူအဖြစ်ဂျက်ဆင်ပြောင်းလဲနိုင်ခဲ့တယ်။တွင်းကိုနှစ်ကိုတော့ရောက်သွားခဲ့တယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးဟိုဘောလုံးစင်တန်းရအရင်မကောင်းတဲ့အသင်းကိုကျွန်တော်တို့ဂိုးကန်တွင်းခွင့်နေခွင့်ပြုပေးခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိပါတယ်။ဒါတော့အစ်စ်မပြေဘူးပေါ့ဗျာ။လုံးဝစီးပိုင်ပြီးတော့ကစားခဲ့တင်တာပါ။ဖိလစ်ယော်ကင်ဆင်ပို့ထုတ်ကောက်ွယ်သွားတဲ့တချို့အလုံးတွေရှိသလိုဒီသူတို့တွင်းသွားတဲ့တွင်းကိုဆိုရင်လည်းအဲကျွန်တော်တို့ Chelsea 2012တုန်းကเนาะ Thomas Muller ခေါင်းတိုက်သွားတဲ့ပုံစံမျိုးအဲ့ဒီတစ်ဖက်အတင်းက ကပလီလီခေါင်းတိုက်သွားတာဗျအဲ့လိုမြေထောက်ပေါ်တိုင်နေတယ်ဒါဖီလစ်ယော့ကင်စင်အနေနဲ့ကိုးပီးလိုက်ရတယ်ပေါ့လေဆိုတော့ပွဲပြီးတဲ့အချိန်မှာတော့ကျွန်တော်တွေကလိုအပ်တဲ့အနိုင်ရလက်ကိုရသွားတဲ့အတွက်ကြောင့် EPL လမ်းကြောင်းကိုစိတ်အေးလက်အေးနဲ့တော့ပြိုင်လို့ရသွားပြီအဲဒုတိယရကြော့ရောက်တဲ့အခါကျရင်လူငယ်တွေကြီးပဲထုတ်ကန်ပါအောင်ဗျအိမ်ကွင်းမှာတော့တေးလောက်ကစားရင်ရပြီနော်ဟို3-0ရူပေါင်းနဲ့ရှုံးနိုင်စရာလည်းအကြောင်းမရှိပါဘူးခင်ဗျာဆိုတော့မစိုးပါဘူးဒီည Nottingham Forest ရှုံးတယ်ချယ်ဆီကကိုပြက်နိုင်တယ်ဒုတိယအကြော့ကိုလည်းတည်ပြီးစိတ်ပူစရာမလိုတော့ဘူးချယ်ဆီဖန်တွေအားလုံးနော်ဒီစေးပါကဲအားလုံးနှုတ်ဆက်ပါရခင်ဗျာကျေးဇူးများကြီးတင်ပါတယ်